စပါတင်ကငယ်နိုင်မှာဆိုပြီးဂုံယူနေခဲ့တဲ့အာဒီတာအဆင်နဲ့အတင်ဟာနီးပြအာဒီတာအနေနဲ့လန်ဒန်မျိုးကပြိုင်မဲ့စပါအတင်ကိုကစားသမားဘွားမှာရောနီးပြဘွားမှာပါအိမ်ခွေးမှာရှုံးနေခဲ့ဘူးချင်းမရှိကြအောင်အတင်ဝက်ဆိုင်မှာပေါ်ပြခဲ့ပါတယ်အဆင်နဲ့အတင်ဟာအခုပဲပရီးမီးယားလိဂ်ပွဲစဉ်ဆက်နှစ်မှာစပါအတင်နဲ့အိမ်ခွေးပွဲစဉ်ရှင်ပြိုင်ကစားရမှာဖြစ်တာကြောင့်အခုလိုပေါ်ပြခဲ့ခြင်းလည်းဖြစ်ပါတယ်အဆင်နဲ့အတင်ဟာလက်ရှိချိန်မှာပရီးမီးယားလိဂ်အမပေးစရာကိုဦးဆောင်နေပြီးစပါအတင်ကတော့အဆင်နဲ့အတင်နဲ့ရှင်းမှတ်ကွာအဆင့်9နေရာမှာယက်တီနေပါတယ် အာဆင်နယ်အသင်းဟာယာဒီဂျိုကာလာကဟောင်ကောင်မှာရှင်ပြိုင်ခဲ့တဲ့ခြေစမ်းပွဲမှာစွားသင်းကိုရှုံးနိမ့်ခဲ့ပေမယ့်ပြိုင်ပွဲအစဉ်ပွဲစဉ်တွေမှာတော့နောက်ဆုံး6ပွဲဆက်ရှုံးနိမ့်ခဲ့ခြင်းမရှိကြောင်းသိရပါတယ်။လာမယ့်ပွဲမှာလည်းအာဆင်နယ်အသင်းနိုင်ပွဲဆက်မယ်လို့ထင်ကြေးပေးခံထားရပါတယ်။အာဆင်နယ်အသင်းဝက်ဆိုက်မှာဖော်ပြထားမှုအရအာဒီဒါဟာအင်ကွင်းမှာစပါအသင်းနဲ့စုစုပေါင်း10ပွဲတွေးဆောင်ခဲ့ရာ9ပွဲနိုင်ပြီး3ပွဲသေးကျခဲ့ကြောင်းနဲ့ကစားသမားဘွားဆုံတွေ့ခဲ့တဲ့9ပွဲမှာ3ပွဲနိုင်2ပွဲသေးကျကမိဖုရားဘွားနဲ့ဆုံတွေ့ခဲ့တဲ့9ပွဲမှာ4ပွဲနိုင်2ပွဲသေးကျခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ဒါကြောင့်အာဒီတာအနေနဲ့မြောင်းလန်တန်ဒါဘီပြိုင်ဘက်ကိုအင်ကွဲမှာအသာစီးရရှိထားတဲ့အစဉ်လာကိုဆက်လက်ထိန်းသိမ်းနိုင်အောင်ကြိုးပမ်းရမှာဖြစ်ကြောင်းလည်းမီဒီယာရှို့ကဖော်ပြခဲ့ပါတယ်။အာဒီတာဟာအင်ကွဲအဝေးကွေးနှမျိုးစလုံးမှာတော့စပါးသင်းနဲ့စုစုပေါင်းပွဲ၃၀ဆုံးတွေ့ခဲ့ရာ၁၂ပွဲနိုင်၃ပွဲတည်ရင်နဲ့၅ပွဲရှုံးခဲ့ကြောင်းသိရပါတယ်။အာဆင်နယ်အသင်းဟာဒီယာဒီပရီးမီးယားလိဂ်ပြိုင်ပွဲမှာထိပ်ဆုံးနေရရပ်တည်နေသလိုချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်းရလဒ်ကောင်းတဲ့ရရှိထားတာကြောင့်စူပလာတွေရယူနိုင်မှုမျှော်လင့်ချက်တွေရှိနေတာပါ အာဆင်နယ်အသင်းဟာအဓိကကစားသမားတွေဖြစ်တဲ့ဂါဘရီယယ်နဲ့ဆာလီဘားတို့ကိုစာချုပ်တက်တန်တိုးပြီးတဲ့နောက်စာကာအပဝင်တင်ပါဒီကလန်ရိုက်စ်တို့ကိုစာချုပ်တက်တန်တိုးနိုင်ဖို့လုံဆောင်နေတာလည်းဖြစ်ပါတယ်အသက်24နှစ်ရှိတဲ့စာကာဟာအာဆင်နယ်အသင်းအတွက်289ပွဲကစားပေးခဲ့ပြီး86ကိုအတွင်းယူထားကအင်္ဂလန်လက်ရွေးစင်အသင်းအတွက်48ပွဲကစားထားပြီး14ကိုအတွင်းယူထားပါတယ်အာဆင်နယ်အသင်းဟာ2009ခုနှစ်နောက်ပိုင်းပရီးမီးယားလိဂ်ဖလာမရရှိသေးတဲ့အချက်ကိုအာဒီဒါကကောင်းစွာသိရှိထားပြီး ပြီးခဲ့တဲ့ဘောလုံးရည်တ300ရည်ဇက်တိုင်းဒုတိယနေရာနဲ့သာကျင်းပခဲ့ရခြင်းကနေနောက်တစ်ဆင့်တက်လန်းနိုင်ဖို့လောအကြောင်းပြောဆိုထားပါတယ်။ကစားသမားတွေကိုပရီးမီးယားလိဂ်ချန်ပီယံဆုရဖို့စီယုံနေစရာမလိုပါဘူး။တိုးရဲ့အရေးသွေးတွေကိုကျွန်တော်တို့သိပါတယ်။ကျွန်တော်တို့အားလုံးနောက်တစ်ဆင့်ကိုတက်လန်းလို့ကြပါတယ်။ကျွန်တော်တို့ရဲ့အလောက်ကအသင်းကိုအကောင်းဆုံးရှင်ပြိုင်နိုင်တဲ့အနေအထားမှာထားရှိဖို့ပါပဲ။ဒါကကျွန်တော်တို့ရဲ့တဝူးချင်းတာဝန်ဖြစ်ပါတယ်လို့အာဒီတာကဆိုပါတယ်။